မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်။သာဝရဖျားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလည်းဆုတောင်းပေးပါရယ်။ဒီမနက်မှာကျေးဇူးတော်အပြင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်တမန်တော်ဝတ္ထုခန်းကြီး၈အပိုင်ငယ်၁ကိုဆင်ခြင်ဖို့ ပြင်ဆင်ထားပါရယ်။ထိုအခါယေရုရှလင်မြို့၌ရှိသော အသင်းတော်သည် ပြင်းစွာသောညှင်းဆဲခြင်းကိုခံရသဖြင့်တမန်တော်တို့မှတပါး တင်းဝင်သူအပေါင်းတို့သည်ယူဒာပြည်ရှမာရိပြည်အယက်ရက်တို့၌အနှံ့အပြားကွဲပြားကြ၏အဲ့ဒီအကြောင်းလေးကိုဆင်ခြင်တဲ့အခါမှာဘာတော့တွေ့လဲဆိုလို့ရှိရင်ယေရုရှလင်မြို့မှာပဲလူတွေကပြောင်းလဲကြတယ်အဲ့ဒီမှာပဲလူတွေကအများကြီးဖြစ်နေတယ်ရှေ့မှာရှိတဲ့အကြောင်းအရာတွေကိုဖတ်ကြည့်မယ်ဆိုရင် လူ3000ပြောင်းလဲတယ်လူ9000ပြောင်းလဲတယ်ဆိုတာတွေတွေ့ရတော့စုစုပေါင်းတော့မှ ပြန်များအားဖြင့်တွက်ကြည့်ရင် လူ8000လောက်တောင်မှသခင်ရှုကိုယုံကြည်ပြောင်းလဲနေကြပြီဖြစ်တယ်။ဒါကြောင့်အသင်းတော်ဟာလူ8000လောက်ရှိနေပြီလို့တောင်ပြောလို့ရတယ်။နဲနဲနောနောပြည့်သက်တော်မဟုတ်။အားလုံးကယေရုရှလင်မြို့မှာပဲစုဝေးပြီးနေကြတဲ့အခြေအနေတစ်ခုဖြစ်တယ်ဆိုတာကိုလည်းတွေ့ရတယ်။ဒါပေမဲ့သခင်ရှုခရစ်တော်ရဲ့အလိုတော်ကယေရုရှလင်မြို့မှာစယူဒပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်ငါဤသက်တည်ဖြစ်ရမယ်လို့ပြောတဲ့အတွက်ကြောင့်မလို့ ယေရုရှလင်မြို့မှာပဲစုဝေးနေတာမျိုးတော့မဖြစ်သင့်ဘူးယေရုရှလင်မြို့မှာပဲယုံကြည်သူတွေစုဝေးပြီးအဲ့မှာပဲစုတောင်းပတနာပြုပြီးအချင်းချင်းအားပေးရင်းနဲ့တီဆောက်ရင်းနဲ့တစုတစည်းတည်းနေနေကြတာမကောင်းဘူးလားဆိုတော့ကောင်းပါတယ်ပို့ပြီးတော့မှကြီးထွားလာတယ်ပို့ပြီးတော့မှ လူဦးရေများလာတယ်ပို့ပြီးတော့မှစီစီလုံးလုံးရှိကြတယ်တွေ့ဆုံကြတယ်ဆိုတာကောင်းတဲ့အရာပါပဲဒါပေမဲ့ရည်ရွယ်ချက်ကအဲ့လိုကြီးထွားပြီး တဏှာထဲမှာပဲယုံကြည်သူတွေစုဝေးနေတာကိုသခင်ရှုကအလိုတော်ရှိတာမဟုတ်ပါဘူးအဓိကကတည်င်းစကားပြန့်နှံ့ဖို့ဖြစ်ပါတယ်တည်င်းစကားဖြန့်ဖို့ဆိုလို့ရှိရင်တော့နေရာတိုင်းကိုလူတွေရောက်သွားမှရမှာဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့ဒီလူစုကြီးကို ဖြိုခွဲဖို့ရန်အတွက်ညှဉ်းပန်းနှိပ်စက်ခြင်းကို ဆေလွတ်ပါတယ်တနည်းအားဖြင့်နိုင်ငံရေးအရာ ကြည့်ရင်လည်းပဲဒီလိုကြီးထွားလာတဲ့လူအုပ်ကြီးကနိုင်ငံရေးအရာ ကမောက်ကမဖြစ်စေနိုင်တဲ့သဘောတနည်းအားဖြင့်အုတ်ချုပ်ရေးရန်တရားကို အနှောက်ရှက်ဖြစ်နိုင်တဲ့သဘောမျိုးမြင်ပုံရပါတယ်ဘာသာရေးအရာလည်းပဲကြည့်မယ်ဆိုရင်ဒီယေရှုနောက်ကိုလိုက်ကြတဲ့လူအုပ်ကြီးကများလာတာနဲ့အမျှသူတို့နောက်ကိုပါသွားတဲ့သူတွေများလာတာနဲ့အမျှရှိရင်ဆွဲဂျူးလူမျိုးတွေကတော့လုံးဝနှစ်သက်မှာမဟုတ်ဘူးဒါကြောင့်မလို့ဒီအုပ်စုကြီးကို ဖြိုခွဲဖို့ရန်အတွက်ဂျန်စီရင်ကနေ ညင်ပန်းနှိပ်စက်ခြင်းတွေရောက်လာတာဖြစ်ပါတယ်။ဒါပေမဲ့ခရိယန်တွေကအဲ့လိုညင်ပန်းနှိပ်စက်ခြင်းခံရလို့ဘုရားမကွယ်ကားတာဘုရားသခင်စွန့်ပစ်တာမဟုတ်ပါဘူး။ရည်ရွယ်ချက်ကဘုရားသခင်ကသူတို့ကိုအရရက်မြေကြီးစွန့်တိုင်အောင်တွားစီပြီးတော့မှတရင်စကားပြန့်စီချင်တာဖြစ်ပါတယ်။အဲ့ဒီရည်ရွယ်ချက်ပြည့်စုံဖို့ရန်အတွက်ညင်ပန်းနှိပ်စက်ခြင်းကလည်းရောက်လာတယ်။လူတွေကအရရက်ကိုကွဲပြားတယ် ယေရုရှလင်မြို့မှာစပြီးယူဒာပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်ဧဝံဂေလိသတင်းစကားပြန့်နှံ့ဖို့ရန် အတွက်အယက်ယက်ကိုခီးထွက်ကုန်ကြတယ်ဆိုတာတွေ့ရတယ်။ယေရုရှလင်မြို့မှာတော့ဘသူတွေပဲကြံလဲဆိုရင်တမန်တော်ကြီးတွေပဲကြံခဲ့တယ်ကြံတဲ့သင်းဝင်သူတွေကတော့အယက်ယက်ကိုကွဲပြားသွားတယ်ဆိုတာတွေ့ရတယ်။တကယ်တော့လွယ်တဲ့ကိစ္စမဟုတ်စကားအရပြောရင်သာလွယ်လွယ်လေးဖြစ်ပေမဲ့ယေရုရှလင်မြို့အသင်းတော်မှာ လူပနေရောက်များကြံခဲ့လဲလို့တော့ဒီလိုစဉ်းစားမိပါတယ်လူမကြံတော့ဘဲနဲ့အာလုံးအရရက်ကွဲပြားသွားတယ်တချို့တွေအသက်ခံရတယ်တချို့တွေနှင်းဆက်ခံရတယ်တချို့တွေဖမ်းဆီးခံရတယ်ဆိုတာတွေကတကယ်ကိုဝမ်းနည်းစရာဖြစ်ပြဖြစ်ပါတယ်ဒါပေမဲ့ဖြစ်ကို ဖြစ်ဖို့ဘုရားသခင်က အလိုတော်ရှိရင်တော့အလိုတော်အတိုင်းပဲဝန်ခံရမှာဖြစ်ပါတယ်သို့တော်ရောက်တဲ့နေရာတိုင်းမှာယုံကြည်သူတွေကယေရှုခရစ်တော်ရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုအသက်ရှင်ခြင်းအကြောင်းကို ပြောနေဖို့ဘုရားသခင်ကတာ၍အလိုရှိပါတယ်ဘုရားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရုကိုယေရှုတင်နေအသင်းတော်ပေါ်တက်ရောက်လာတဲ့ညင်ပန်းနေဆက်ခြင်းတွေလူဦးရေနည်းပါးသွားခြင်းတွေယုံကြည်သူတွေအရရက်ကွဲပြားခြင်းတွေဟာဘုရားသခင်ရဲ့တည်င်းစကားပြန့်နှံ့စေဖို့ဖြစ်တယ်လို့ယုံကြည်ပါတယ်ကိုရှင်ဘုရားကိုရီအေဝံဂေလိတည်င်းစကားအရရက်ကိုပြန့်နှံ့စေဖို့ကျွန်တော်တို့ရဲ့အသက်တာကိုသုံးပါဘုရားခင်အလိုတော်တိုင်းဖြစ်စေပါ ဒီနှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းရဲ့အသက်တာပေါ်မှာလဲကိုရိုလက်တော်ရှိပြီးမာစာပါမိအကြောင်းဘုံတော်ထင်ရှားခြင်းနဲ့လျော်ညီစွာ မာစာကူညီပါမိအကြောင်းဒီနေ့တောင်လက်ဝဲအနန္တဆုတောင်းတဲ့အခါသခင်ယေရှုနာမ၌ဆုတောင်းအနန္တပါ၏အာမင်